ားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကကမ်ဘာကိုသုံးပြပြီးတော့အခုပြထားတဲ့ motion video တိုင်းပြလုံးနေကိုအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်နေတူ video ဆုံးထိ like ကြည့်ပေးပါပြီးဆုံးရင်ကျွန်တော်ဒီသုံးခုကို select ပေးပြီးတော့ group ဖွဲ့ထားပါမယ်ဒါဒီဘက်ရောက်နေတဲ့အတွက်ကျွန်တော်ဒီဘက်ကိုဆွဲပြီးချွေးလိုက်ပါမယ်

ပြီးရင်ကျွန်တော် background color ထည့်ပါမယ် background color ထည့်ဖို့အတွက် background color background color ကိုကျွန်တော်ဒီ hamburger တွေအရောင်လေးထည့်လိုက်ပါမယ်ဒီအရောင်လေးထည့်လိုက်ပါမယ်ပြီးကျွန်တော်တို့စာရိုက်ပါမယ်စာရိုက်ဖို့အတွက် text အဲ့ဒီဟာဒီ ဒီမှာဟမ်ဘာဂါလို့ရိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ Pepsi ဆိုတဲ့ခါလေးရိုက်ထားပါမယ် Pepsi. Sorry. Pizza in general. Nasson Kua French fries. French fries. ပြီးရင်ကျွန်တော်ဖောင်ပြောင်းထားပါမယ်ဖောင်ဒီကောင်လေးထားပါမယ်ပြီးရင်ကျွန်တော် size ဆက်ပါမယ် 300လောက်ရိုက်ကြည့်ပါမယ်โอเค တော့လာဆိုရင်အဆင်ပြေပါတယ်ပြီးဆိုရင်ကျွန်တော်ဒီဟမ်ဘာဂါဆိုတဲ့စာကိုဒီမှာဒီဘက်ရောက်နေမှာနော်ဘက်ကိုတိုးထားပါမယ်ပြီးတော့ဒီဟမ်ဘာဂါဆိုတဲ့စာကိုကျွန်တော်ဒီအောက်ကိုရွှေ့ပါမယ်ပုံရင်းအောက်ကိုရွှေ့ပါမယ်ကျွန်တော်ဘာရှင်းတက်ကဒီမှာပဲလိုက်ရွှေ့လိုက်အောင်ပါမယ်နော်ကျွန်တော်ဒီဘောဖိပြီးတော့ဆွဲချလိုက်အောင်ပါမယ် ပြီးရင်ကျွန်တော်ဒီ task ကိုဆက်လက်ပေးထားမယ်ပြီးရင် task color task color ကိုကျွန်တော်ဒီ hamburger လေးအရောင်ဖြစ်တဲ့ဒီရောင်လေးရွေးထားပါမယ်ပြီးရင်ကျွန်တော် effect ထည့်ပါမယ် effect ဒီကောင်လေး lip ဆိုတဲ့ကောင်လေးထားပါမယ် okay ပြီးတော့ app page ယူပါမယ်ကျွန်တော်တို့ဒီ duration ကို short ထားပါမယ် duration ကိုကျွန်တော်3.5လောက်ထားလိုက်ပါမယ်။ဒီမှာကျွန်တော်တို့ app media ဒါမှမဟုတ် plan ဒီကောင်တစ်ချက် click ပါမယ်။ plus icon လေးပေါ့နော်။ ကောင်းဆက်ကလေးကလစ်ပြီးကျွန်တော် blank ယူပါမယ်ပြီးရင်ကျွန်တော်ကဒီကောင်ကိုဒီပုံပေါ့နော်ဒီကောင်ကို select ပေးမယ် select ပေးပြီးတော့ right click duplicate ဒီမှာအပေါ်မှာအစ်တစ်ခုထည့်ရောက်လာပြီအဲဒီကောင်ကိုကျွန်တော်ဒီဘက်မှာချလိုက်မယ်ပြန်ရအောင်တစ်ဆက်ကလစ်ကလစ်ပြင်း ီကောင် rotate လုပ်ပါမယ်ကျွန်တော် rotate လုပ်ခြင်း minus 120ပေါ့နော်ဒီ20ရောင်းရက်ပါမယ်။ဒါဆိုရင်ဒီ Pepsi ဘုံကအသေးဖြစ်တော့ပါပြီ။ site သေးပါမယ်။လေတက်တက်လောက်ပေါ့နော်။လေတက်တက်လောက်ကိုထားပါမယ်။ Okay.